မန္တလေးတိုင်းတွင်ကငလင်တန်းခံခဲ့ရတဲ့စင်ကူးမြို့နယ်တဲ့ကိုမတ်လ31ရက်နေ့ညနေပိုင်းကစစ်ကောင်စီတပ်ကလေကြောင်းကနေဘုံကျဲတိုက်ခိုက်ခဲ့လို့ဒေသခံပြည်သူတို့ချို့ထိခိုက်ဒဏ်ရာရရှိကာလူနေအိမ်တွေလည်းမီးလောင်ပျက်စီးသွားတယ်လို့ဒေသခံတွေကပြောပါတယ်။စင်ကူးမြို့နယ်တဲ့ကလက်ပံလာရွာကိုဂျက်ဖိုင်တာနဲ့ဘုံနှလုံးကျဲသွားပြီးနေအိမ်တွေမီးလောင်နေကဒဏ်ရာရရှိတဲ့သူတွေလည်းရှိရလို့ကင်းထောက်မြေပြင်သတင်းမှပြန်ကြားရေးစင်ကူးရဲ့တာဝန်ရှိသူတို့ကပြောပါတယ်။ စစ်ကူးမြို့နယ်တွေကလက်ပံလာကြေးရွာကိုစစ်ကောင်စီတပ်ကအခုနှစ် match လအတွင်းမှာ၄ချိန်မြောက်ဖြစ်လေကြောင်းကနေတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့လည်းသိရပါဗျ။ငလင်တကြောင်လက်ပံလာရွာထဲမှာရှာဖွေကယ်ဆယ်ရေးဆက်လက်လှုပ်ဆောင်နေဆဲဖြစ်ပြီးအခုထပ်မဲ့ဗုဒ္ဓထက်ကျဲခံရတာဖြစ်ပါတယ်။မက်စလာတွင်စစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့်လက်ပံလာရွာသား40ဝန်းကျင်သေဆုံးခဲ့ရတယ်လို့စင်ကူးမြို့နယ်ပကပပြန်ကြားရေးတာဝန်ခံကိုတမ်မနီက DPP ကိုပြောပါတယ်။ လက်ပံလာကြေးရွာဟာပြည်သူ့ကာကွယ်ရေးတပ်မတော်မန္တလေး MDY PDM နဲ့ပူးပေါင်းတပ်ဖွဲ့တွေကပြီးခဲ့တဲ့2024ခုနှစ်နှစ်လပိုင်းမှာတိမ့်ပိုက်ရရှိထားပြီးတဲ့နောက်ပိုင်းစစ်ကောင်စီတပ်ဖက်ကလည်းလေကြောင်းတိုက်ခိုက်တာတွေဇက်တိုက်လှုပ်ဆောင်နေရလဲဖြစ်ပါရဲ့ရှင်။